နွေဦးနဲ့တဲ့ channel ကိုအားပေးနိုင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့မှာဖတ်ပြဖို့ရွေးချယ်ထားတာကတော့ဆီယမယူရရဲ့ essay ကလေးတွေစာအုပ်ထဲက essay နှစ်ပုဒ်ပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သေးဆိုသောလက်ဆိုတဲ့ essay ကိုနာဆင်ခံစားပေးပါရှင်။သေးဆိုသောလက် ီစာကို ရေးနေသည့်အချိန်တွင် ကျမလက်တွေသေးဆိုမချောက်သေးပါးပေါ်ကမျက်ရည်စတွေမချောက်သေးမိုးရွာပြီးကစားမှုပတ်ဝန်းကျင်ကမချောက်သေးကျမအနာဂတ်တွေကလွဲရင်အရာအလုံးဆွဆွနေခဲ့သည် ဟုတ်ပြီလာလာရောက်တော့မယ်ရောက်ပြီကွာအဖေရဲ့အားတက်တဲ့ရောအော်ဒန်တွေကြားမှာကျမခြေလန်းတွေတွက်လက်ခဲ့ဤကျမကသူများထက်စိုးပြီးလမ်းလျှောက်တက်ခဲ့သူပင်ဆဲလာသမီးတွင်လမ်းစားလျှောက်တက်ပြီးတနစ်သမီးတွင်လင်းမြန်ဖြက်လက်စွာ ပြေးလွှားနေလေပြီဖြစ်သည်အဖေရဲ့လက်ကမ်းမှုတွေစီကိုရောက်ဖို့ကြိုးစားရင်းကျမကောင်းကောင်းလမ်းလျှောက်တက်ခဲ့သည် အဖေဖြည်းဖြည်းချင်းလျှောက်တော့ မလို့နဲ့သမီးကိုခြင်ထားညာဘက်ကတိတ်မတန်တော့ဘဲကိုအားပြုတ်ပြီးရှောက်အဖေကောင်းကိုအကျိတ်တစ်ခုကအလဲရောက်လာခဲ့သည်အင်းရှင်လူနေမာလားဧည့်သည်လူနေမာလားမပြောတချေတေကြတာကတော့အဖေဒီသူများအကူကြီးမပါဘဲလမ်းမလျှောက်နိုင်တော့အိယာထဲမှာပဲသူ့ကဘာလေးကိုတီဆောင်နေရသည်ရှူပေါက်ချလိုက်ပြီကျမစကားပြောတဲ့ဒီအချင်းရောက်တော့ရှူပေါက်ချင်ရင်ရှူပေါက်ချင်တယ်ဟုမပြော ပေါက်ချပြီးမှသာပေါက်ချကြောင်းကြီးညာလေးရှိသည်ထို့ကြောင့်အမေယုံသွားတော့အချိန်များတွင်အဖေက ကျမ၏သေးဆိုအဖို့များကိုအမြဲလဲပေးရသည်ပေါက်ချင်ပေါက်ချင်နေပြောပါလားအခုတော့သေးတွေစိုးကုန်ပြီအဖေဆိုရင် ကျမမျက်ရည်ကဝိုင်းကျင်နေပြီကြာလူစဲစဲအဖေကိုတတက်တာနိုင်လာတော့လက်နဲ့ပင်ဟောသေးတွေထွက်ကုန်ပြီလားထားလိုက်ထားလိုက်သမီးတုံးလိုက်မယ်ပစိုးရင်လည်းပြင်မယ်နော် အဖေအေးဘက်မှာဆိုလို့ခေါင်းကအကြိတ်ကြောင့်ရောစီးကြိတ်ကြောင့်မှအဖေဒီသူ့ပိုင်သည့်သူ့စီကိုပင်သူမထိန်ချုံနိုင်တော့အဖေဒီကျမငငယ်ကလို့တော့မျက်ရည်မကြားကျမကိုကြည့်ပြီးပြုံးသည် အာနာပြုံးတောင်းမှန်ပြုံးတောင်းဆိုပြုံးစွန်းအုပ်နီနီအမေရွယ်လို့နှပြင်းမနဲ့ကြောင်းတမဲအဖေရွတ်ပြသည့်ကြပြလေးတွေတွင်ကျမစိတ်ပါဝင်စားစွာနားထောင်မှုသည် အဖေဆိုပြသည့်ကဗျာထဲကကောင်းလေးသည်ကျမဖြစ်သွားသည်ကျမသည်ထိုကဗျာထဲကဖုန်းကြီးကိုအလိုလိုနေရင်ကြောက်နေမိပြန်၏အဖေဖက်ပြဘူးသည့်ကဗျာတွေကကျမနှလုံးသားထဲပြန့်ကျဲလို့လာတာမျိုးနဲ့ရန်ကုန်ဆေးရုံကြီးအနီးတွင်တောင်သူလေသမားများလေယာမြေများအတွေ့ဆန္ဒပြကြသည်တဲ့အဖေရဲ့အဖေကောင်းအကြီးကအဖေကိုတော်တော်လေးဒုက္ခပေးသည်အဖေအကြိုက်ဆုံးအလို့ဖြစ်သောစားဖက်ခြင်းကိုမလုပ်နိုင်တော့ မျက်လုံးအမြင်တွေကနှစ်ထက်ဖြစ်နေ၏စာဖတ်ခြင်းမလုပ်နိုင်တဲ့ဘဝမှာအဖေမနေပြောဘူးဟုတဖွားဖွားပြောသည်ကျမဖက်ပြသောသတင်းတွေတည်းအဖေတင်းတင်းရောက်ရနိုင်ပါမလားမပြောတဲ့လေးဘက်နာစီကုန်ပြီလားဘီယိုထဲမှာဝယ်ထားရင်တော့သုံးဘူးတောင်ဈေးကုန်အောင်စောင့်မနေနဲ့တပူပဲကျန်တဲ့အခါပြောထွက်ဝယ်ထားမယ်ကျမငယ်စဉ်ကလေးကချူကြလွန်းသည်ထို့ကြောင့်အဖေနဲ့မိကကျမကိုတစ်ချိန်လုံးယောဂကူရင်းဆောင်ရှောက်ရသည် ပြန်စင်းစားကြည့်တော့အဖေတို့စီကကျင်နာယူရမှုတွေကို သူများသားသမီးတွေအတွက်ပိုးပြီးများစွာရယူခဲ့၏။အဖေစေတောက်ဖို့အချိန်ရောက်ပြီနော်။စေတောက်မယ်။တေချာမြှချနော်။ဟုတ်ပြီဈေးရီအကုန်ကုန်ပြီ။အဲ့ဒီဈေးကားကားကြီးတွေကိုအဖေကိုတိုက်ရတိုင်းကျမလက်တွေတုံနေခဲ့သည်။ဈေးတွေကချူလင်းလဲတိတ်ကောင်းပြီ။အဖေတိုက်တော့ဈေးပေါင်းများစွာကျမတောက်ခဲ့ဘူးဒီ။ ကျမတိုက်တော့ဈေးမီမြအဖေတောက်ဖြစ်သွားမည်လေဆိုတာမခံမနိုင်တော့ပြီ။တမီးပြေးပြေးတမီးကွာ ဟုတ်ပြီ။ကျမပြိုင်ခဲ့သည့်ပြိုင်ပွဲတိုင်းအတွက်အဖေအားပေးတန်တွေကပတ်ဝန်းကျင်မှာပိတ်တင်ထနေသည်။ဘဝဤပြိုင်ပွဲများအတွက်အချိန်တိုင်းကျမတို့ပြိုင်ပွဲဝင်ခဲ့ကြသည်။ကျမဘယ်တော့မှစိတ်နဲ့မကြခဲ့ဘူးပြီ။ကျမဤဘေးတွင် အဖေကအစဉ်သဖြင့်အားပေးနေခဲ့သောကြောင့်ဖြစ်သည်။အဖေရဲ့ အခုနေတော့ခြေောက်တွေမြင့်လို့နေရမကောင်းသေးဘူးပေါ့နောက်ဓာတ်ကင်ပြီးပြန်ကောင်းတော့မှာပါကျမကြီးအားပေးစကားတန်ကိုကြားတော့အဖေခြေောက်တွေ ပိုတွက်လာသည်ဓာတ်ကင်ပြီးရင်သူ့မျက်စိနဲ့ခြေောက်တွေလက်တွေပြန်ကောင်းလာမီးဟုအဖေမျှော်လင့်နေခဲ့သည်အဖေလမ်းလျှောက်သည့်အခါကျမကအဖေလက်မောင်းတွေကို တွဲပေးထားရသည်အဖေကကျမကိုမီတွေ့ရင်ခက်ပြီးပြီးရှောက်ရသည် အနာကမှာကျမမပါပဲအဖေဘဲမှမသွားနိုင်တော့ဘူး။ကျမကိုယ်တိုင်ကရော ချီရှိတော့ကပေါ့ဘာယနတိပြည်ကြီးမှာမင်းသားလေးနဲ့မင်းသမီးလေးရှိတဲ့။ကျန်တဲ့သူတွေရောရှိဘူးလား။အဖေကအစ်မကိုပြုံးကြည့်နေလိမ့်မည်။ကျမ၏အမေကိုအတက်နိုင်ဆုံးစီလျောအောင်ဘာသာပြန်ဖို့အပူတပြင်းစဉ်းစားနေ။အဖေဒီဘယ်တော့အခါမှကျမမေတော်မိကုံများကို ဖြစ်တယ်လို့မဖြစ်။တိတိကျကျတိတိကျကျအဖေပြတဲ့သည်။မသိလျင်လည်းမသိကြောင်ပြောတတ်သည်။သမီးအဖေဘယ်တော့ဈေးဝင်ဆင်းရမှာလဲ။ ဆင်းရဲတော့မှာပါအဖေတိတ်မကြတော့ပါဘူးသူတို့တိတ်မကြခင်မှာအိမ်ပြန်ကြတော့မယ်လေကျမမေးသည့်မိကွန်းနိုင်အဖေတက်နိုင်ဆုံးအကောင်းဆုံးဖြစ်ပေးနိုင်ခဲ့တော့လေအဖေမေးသည့်မိကွန်းကိုတော့ကျမကောင်းစွာမဖြေနိုင်ခဲ့ပေအေးရတယ်မှာပက်လက်ကလေးအဖေသူများလှုပ်ပေးမှ အရာရာလုံနိုင်တော့သည့်အဖေကျမအတင်းဆုပ်ထားသည့်အဖေလက်တွေကိုလွတ်လိုက်ရတော့မလားဆက်ပြီးဆွဲထားရမလားဆိုတာတွေ့ဝီနေစေပဲ။ အဲ့ဒီရေခဲကြောင်းကိုတဝါကြီးစားပြစ်လိုက်ခြင်းလေလေချောင်းနာပြီးအာသေးရောက်နေပါတယ်ဆိုမှဘယ်စားလို့ဖြစ်မလဲတမီးရဲ့ကျမငယ်ငယ်ကမကြကနာအာသေးရောက်နေတည်းစစ်ကြည့်တော့လေးဘနာဖြစ်နေသည်ထို့ကြောင့်ကျမကိုရေခဲရေရေခဲကြောင်းရေခဲမုံစားတယ်များတတိထားကြွေရသည်မဟုတ်လျင်ပြန်ပြန်ဖြားတတ်တော့ကြောင့်ပဲဖေးအိတ်ထဲမှာဆေးလေးရှိတယ်အဖေကိုတိုက်ပါလား ီခန်းထဲမှာတောက်လို့မရဘူးဆရာဝန်ကြီးသိပါမယ်။ရပါတယ်။ဒါဆိုအဖေအိမ်သားလည်းတော့တောက်မယ်။အဖေဘဝတစ်လျှောက်လုံးသူ့တဘောသူ့ဆန္ဒကိုဒါရှေ့တန်းတင်ခဲ့လုပ်ခဲ့သည်။အခုတော့သူများလုပ်ပေးမှသူလုပ်ချင်တာတွေလုပ်နိုင်မည်မို့စိတ်လေးတောင်းတောင်းနေရလေသည်။တောင်းပန်သောအတန်ဆွတ်နေသည့်အဖေလေးတန်းကိုကျမလစ်လူမရှုနိုင်ခဲ့ပေ။ခြေထောက်တွေမကောင်းသည့်ကြားကအိမ်သားကိုရောက်အောင်သွားပြီးစိတ်လေးဖွာသည်။မမဲရှိုက်ရှိုက်ဖွာ၏။ နောက်တစ်ခါထမတောက်ရမှာစိုးသည့်ပုံဖြင့်ဆေးလေးကိုလက်ထံမှာကြည်ကြည်ကင်ထားပြီးတောက်သည်အဖေဘဝမှာအချိန်ဘလောက်ကျန်သေးလဲကျမမသိကျန်ရှိနေတဲ့ခဏတာလေးအတွင်းမှာသူနေခြင်းသလိုနေဝင်ပြုခြင်းသည်အဖေအစေးချစ်သူစာအုပ်ထဲတွင် သူ့အဖေဆုံးကနေ့အချိန်ဆေးလေးမတက်လိုက်ရသဖြင့်နောင်တရဘူးကြောင်းပြောသည် ထိုစာကိုဖတ်ဘူးတော့ကျမနောင်တမရခြင်းအဖေဒီထိုးတကားဆေးလေးတောက်ပြီးကလေးကနောက်ထပ်မတောက်နိုင်တော့ အဖေတောက်ချင်သောဆီလီကိုကျမတိုက်လိုက်ရသဖြင့်ကြည်နေသည်တမလွန်မှဆီလီတောက်လို့ရမ်းမရမသေးကြပေ။တမီထားတော့ထားတော့ညနေဆောင်ကြီးတိတ်မအိတ်နဲ့ဖြားရတဲ့။အေယာကနူနူချင်းရေလက်တမ်းမချိုးနေဘူး။အဖေကကျမတို့ကိုသူနေမကောင်းမဖြစ်ခင်အထိညတိုင်းဆောင်းလာခြုံပေးတော့ပရင်မောက်တွေပိတ်ပေးတော့ညနေဆောင်အိတ်လျင်ဖြားမှဆိုသဖြင့်နိုးရက်တော့မင်း။အဖေ မအိမ်နဲ့တော့ထားထဆေးလေးတောက်မယ်လေ။မဟုတ်လေစမင်းနော်။ပါဇက်ဟ။ကျဲကြီးဟ။ပြန်မရအောင်နော်။ခေါင်းကအကြိတ်ကြောင့်အငဲလိုလိုအိမ်နေတဲ့တီ။စားခါနီးလျင်ဆေးထုတ်ခါနီးလျင်အမြဲတမ်းနှုတ်ရသည်။တခါတရင်စားနေရင်လည်းအိပ်ပျော်ပျော်သွားတဲ့တီ။ညနေဆောင်အိပ်လျင်တမိတွေနေမကောင်းဖြစ်မှဆိုတော့အဖေသည် အခုတော့သူကိုယ်တိုင်တနေကုန်အိပ်နေတော်သည်။နိုးလာလျင်လည်းဝေဒနာတွေခံစားရမှဆို၏။ အိတ်နေလျင်ဝေဒနာတက်တာမလားမပြောတဲ့ငိုနေတော့တိတ်တိတ်ငငယ်ကကျမကိုတော့အဖေကချော်သည် ကျမဖြစ်ခြင်းဒီအရာကိုလှုပ်ပြီးအငိုတိတ်စေသည်ဒီနေ့တို့မွေနေလေအမေကအဖေကိုသူ့မွေနေ့ဖြစ်ကြောင်းပြောတော့မျက်လုံးတစ်ဖက်ကခက်ပြီးပြီးစီးကြလာသည် အဖေမျက်ရည်စာတွေကို အမေမမြင်အောင်တုတ်ပေးမိသည်အဖေမျက်ရည်မကြအောင်ကျမဘာလို့ပေးနိုင်မလဲမပြောတဲ့အရင်ကဆို နှစ်တိုင်းအမွေမွေးနေမှာအဖေက surprise လုပ်ပြီးမွေးနေ့လက်ဆောင်ပေးနေကြအခုတော့အဖေမျက်ရည်တွေအတွက်ကျမကအမေကိုမွေးနေ့လက်ဆောင်ဝယ်ပေးရမည်အဖေဒီသူ့ယောဂအကြောင်းစတိရတော့မိမစိတ်မကောင်းဖြစ်ခဲ့လိမ့်မည်မပြောတဲ့ကျမကိုယ်တိုင်လည်းမဖို့ပြတဲ့လောက်အောင်ဝန်းနေခဲ့ရသည်ခင်မိတော်ကင်စာဆေးတွေမိမပေါ်ပေါ်ခင်မိတော်ကင်စာဆေးအစ်စ်တွေလည်းထက်ထက်ပေါ်လာသည်အဖေဒီစာရေးလျင်အမြဲတမ်းသူများထက်ထူပြီးရေးတဲ့တွေ့တဲ့သည် ထို့ကြောင့်သူများထက်ထူသောယောဂါကိုခံစားရသည်လားမပြောတဲ့အဖေကိုယ်ထဲမှာရှိသည့်ကင်ဆာဆဲက primary ပြောင်းနေသောဆဲ primary ပုံကွယ်နေသောဆဲဟုအနည်းဆက်ဆိုအမည်တက်ရမည်အဖေသည်ယောဂါတောင်သူတို့ကထက်စမ်းရမှကြီးနက်သလားမသိပေအဖေသည်သူ့ယောဂါအတွင်များစွာတုံလို့ခြောက်ချခဲ့ပေလိမ့်မည်တခြားကြောင့်မဟုတ်ကျမတို့ကိုခွင့်မသွားနိုင်ခြင်းနဲ့ကျမတို့မိသားစုကိုသူအရေးမမိုးပေးနိုင်တော့မှာဆိုတော့ကြောင့်မင်းကျမလည်းများစွာပူဆွေးဝမ်းနေခဲ့သည် ို့တော့ကျမဝန်းနေချင်းနဲ့အဖေဝန်းနေချင်းတို့မတူကျမဝန်းနေချင်းကအဖေလိုမဟုတ်ပဲအဖေရဲ့ပျောက်သွားမှာဆိုတော့ကြောင့်သာဖြစ်လိမ့်မည်ကျမဒီအမှုပညာနဲ့ပတ်သက်ရင်အကျိုးပေးသည်ဟုဆိုရမည်ကြပြာစုတွေ မကြခဏရတဲ့သည်နောက်ဆုံးတစ်ခေါက်ပြိုင်တော့အဖေခွင့်မပြုသည့်ကြားကတိုင်းစင်ထီရောက်အောင်ပြိုင်နိုင်ခဲ့သည်တိုင်းမှာပင်ဆုရလိုက်သေးသည်ဆယ်တန်းရောက်နေပြီဆိုပြီးအဖေကနောက်ပိုင်းပြိုင်ပွဲတွေပြီးမဝင်တော့ ကြပြဆုရသည့်စုပေးပွဲတိုင်းအဖေနဲ့ကျမနှစ်ယောက်တည်းပွဲတက်ကြသည်အဖေရင်နဲ့ဘလောက်ပြုံးနေတယ်လဲဆိုတော့ကျမငယ်သေးတယ်မို့တေချာမကြည့်နိုင်ခဲ့ပေအတိုင်းမသိပြုံးနေမှာတော့တေချာသည်အဖေသူတမီးလေးဟု အပြောခံရသောအခါအဖေရောကျမပါအပြုံးချင်းထတ်တူကြလေသည် ကျမစာမှုတွေကိုဖတ်ပေးရင်ဝေဖန်ချက်ပေးတတ်သည် သို့တော့ကျမ၏အယူဆကိုသာ ရှေ့ရန်တင်ဝင်ပေးသည်အဖေကအကြံပေးုံလောက်သာကျမအမှုပညာတွင်ဝင်ပါခဲ့သည် ကျမ၏အမှုပညာကိုလွတ်လပ်စွာကွန်မြူဝင်ပေးသည်ဒီနေရာမှာစကလုံးကဒီထက်ထလာလေးတုံးလိုက်ပိုကောင်းသွားမလားလို့သမီးစာရင်စိတ်မြန်နေဇက်ကိုမြင်မြင်တိမ်ပြစ်လိုက်တယ်လို့ဖြစ်နေတယ်ပြိသက်ကိုဖြည်းဖြည်းချင်းဇက်တင်ငယ်ရအောင်ခေါ်သွားရတယ်ချက်ချင်းကြီးရော့အင့်ဆိုပြီးချမပြရဘူးကျမ၏စိတ်မြန်လက်မြန်လို့မှုတွေကိုအဖေကဝေဖန်ထောက်ပြဘူးသည် ကျမရဲ့ဝတ္ထုတော်တော်များများသည်ခက်မြမြန်ဇက်တင်လိုက်တာများသည်ကျမစိတ်သိမ့်မရှိအဖေအတန်တွန်းထားတဲ့အခွေကိုနားထောင်ပြီးတမိစိတ်ရရမယ်ဟုတ်လားဖြစ်ပါမလားအဖေရဲ့အဖေပြိတ္တတွေကအဖေရေးတာမဟုတ်ရင်စကလုံးတုံလွဲနေရင်တော့တိတယ်အဖေဒီသူ့စာမှုကိုဆက်လက်ရေးနိုင်စွမ်းမရှိတော့တတက်လုံးအလုံးလုတ်ခဲ့တော့သူ့အုံနောက်နဲ့စိတ်တို့အနားယူခြင်းမီထင်သည်ညာဘက်လက်နဲ့ညာဘက်ခြေောက်တွေမတန်ဆွမ်းတော့ ဇက်တိန်ကောင်းကောင်းမရင်းနိုင်တော့ကျမအခုတော့အဖေအတွက်အဖေစာမှုအတွက်ဇက်တိန်ကောင်းကောင်းရေးပြအောင်စူးစမ်းရတော့မီအဖေစာမှုတွေကကျမကိုစောင့်ကြိုနေသည်အဖေပြိသက်တွေကအဖေစာမှုကိုစောင့်မျှော်နေသည်နေမကောင်းတော့အဖေနဲ့မပြည့်ပြည့်သေးတော့စာမှုကြားမှာကျမပြာများနေလိမ့်ပြီသို့တော့ဇက်တိန်ကန်းကိုကောင်းကောင်းမရင်းနိုင်မှာကျမမကြောက်တော့ပေအဖေသေးတွေစူနေတော့ကျမလည်းဖြင့်အဖေစာကိုကောင်းကောင်းအဆုံးသတ်နိုင်လိမ့်မည်ဟုယုံကြည်မိသည် ကျမဆက်ရည်ရသည့်အဖေဝတ္ထုကပျော်စရာကောင်းသလောက်ဇက်တင်ငယ်ရင်းနေရသောကျမနှလုံးသားကဝမ်းနည်းစရာကောင်းလွန်သည်အဖေဝတ္ထုဇက်တင်ကစိတ်ကျဉ်းလူစရာကောင်းသလောက်ကျမစိတ်တွေကညှို့နှဲနေသည်အိမ်မက်ထဲတွင်ကျမသည်ထိုင်ကိုယ်လေးတစ်လုံးပေါ်မှထိုင်နေလေသည်ထိုင်ကိုယ်ကိုကြောမိပြီးအပေါ်ကိုကြည့်လိုက်တော့တစ်ပင်ကြီးတစ်ပင်ကကျမကို အုပ်မိုးပေးထားသည်ကျမပြုံးတော့ကျမကိုပြန်ပြုံးပြသည်တစ်ပင်ကြီးမျက်နှာမှာအဖေဖြစ်သွားသည် ကျမကိုမိုးထားသောတစ်ပင်ကြီးပျောက်ပြက်သွားမှကြောက်နေတော့ကျမမျက်နာကိုအိမ်မက်ထင်မှပင်ကျမပြန်တွေးလိုက်ရလေသည်အခုဖတ်ပြလိုက်တာကတော့ဆီယမယူရရဲ့တီးဆိုသောလက်ဆိုတဲ့အစီအွေဖြစ်ပါလိမ့်ရှင်ဆက်လက်ပြီးတော့မဝေခဲ့ပါဆိုတဲ့အစီအွေကိုဖတ်ပြသွားပါမယ်ရှင် နားဆင်ပေးပါဦးနော်မဝယ်ခဲ့ပါအမေကမနှက်ဆူယုံသွားပြီးအဖေကတော့တပတ်မှာနှစ်ရက်သုံးရက်သာမြို့ရဲသွားလေးရှိသည်ကိုရောကအိမ်မှာအဖွားနဲ့နေခဲ့ရ၏ အမေယုံသွားကနေတိုင်းကိုရုညီမနှစ်ယောက်စားဖို့မနှက်စားမို့စီစဉ်ပေးခဲ့သလိုအဖေမျိုးတွေထွက်ရင်လည်းကိုရုအတွက်နေ့လယ်စားမုံကိုစီစဉ်ထားပေးမည်ဖြစ်သည်အဖွားကလေးဖြတ်ထားသူမျိုးကိုရုအတွက်ဘာမှမလုပ်ပေးနိုင်ဆုံးမစကားပြောယုံ သူ့ကိုလာပေးတော့မုံများကြွေယုံရှိခိရာဇဝင်နဲ့ဖះစာများတင်ပေးယုံသာမြေးတွေကိုလုပ်ပေးနိုင်ရှာ၏အဖွားပြောခဲ့သောပုံမြင်တွေရာဇဝင်တွေတော်တော်များများမမှတ်မီတော့အခုနေခါမှပြန်နှားထောင်ခြင်းနေသည်အဖွားတယောက်အိမ်မှာရှိတာ ကလေးတွေအတွက်ဘလောက်ကောင်းလိုက်လဲဟုတပြိုင်နဲ့တွေးနေမိ။အင်ကြီးလေးမှာတင်နှန်းတွေတကူးတကသွားတက်နေစရာမလိုတော့ဘေး။အမေနဲ့ဖေပြန်မလာမချင်းကိုတို့ဖွားနဲ့သာ နေကြရသည်။ကိုတို့ဆိုသည်မြအဖွားခံခဲ့ရသည်။ကို့မငငယ်ကအဖွားကိုတကြားလုံးဆိုပြီးမိပြူခဲကြီးပါဇက်ထဲထည့်ပေးဘူးသည်။ကိုတို့ကြောင့်လည်းအဖေရဲ့ညူဆူခြင်းကိုအဖွားခံရဘူးသည်။ကိုလို့သည်မြအဖြစ်တွေကိုအဖွားကဝင်ပြီးခံပေးခြင်းပဲ။ဥပမာ အဖေကအပြင်ထွက်မစော့ရဘူးဟုဆိုရင် ကိုတို့ကအဖွားကိုမရမကထွက်ခွင်တောင်းနေနောက်ဆုံးတော့အဖွားကသူ့ထွက်ဆော့ခိုင်းတာကလေးတွေအိမ်ထဲမှာပဲနေရင်မကောင်းဘူးတော့စင်ကြီးပေးရင်ဖြင့်ပြောပေးရှာသည်အဖွားကသူ့အတွက်ပေးသည်မအစားအစာတွေကိုမျိုးမကြပဲဘေးကနေဆယ်ရက်လောက်ငက်ပြက်နေတဲ့သူတွေလိုငေးမောနေတဲ့သည့်ကိုတို့ညီမနှစ်ယောက်ကိုကြွေးရမွေးရသေးသည်နေ့လေဆိုရင်လူကြီးတွေကကလေးတွေကိုအိတ်ခိုင်းသည်ကိုတို့ကလည်းမအိတ်ချင်းတကယ်တော့ကိုတို့ငငယ်ကအိတ်ခဲ့တဲ့အချင်းလေးတွေကိုနှမျောမိသည် ်အခုနေကထိုဘဝမျိုးပြန်မရနိုင်တော့ဘူးအဖေရှိရင်တော့အဖေကိုကြောက်တဲ့ဖြစ်မအိမနေရအိတ်ကြရသည်အဘွားသာအိမ်တွင်ရှိသည့်နေဆိုရင်တော့ပွဲတော်ကြီးပင်လုံးဝမအိတ်ဆော့လိုက်တာမှဗျောင်းဆန်နေတာပင် ကိုရုကလေးဘွားကပြပြမပြင်းရှိခဲ့သည်ကိုတော့ဝန်ခံရမည်စစောစီစီမွေးပေးသည့်အဖေနှင့်အမေကိုကျေးဇူးတင်ရပေမည်အခုခေတ်ကလေးတွေတိုက်ခန်းချင်းချင်းနဲ့မှဂိမ်းစော့နေရတာကိုမြင်ရတော့သူတို့ကိုတနာလာသည်အဖိုးဒီလေကိုတို့အတွက်ချောကလက်တကြားလုံးတွေဝယ်ထားလေးရှိသည ထိုခေတ်ကချောကလက်ဆိုတာဈေးကြီးပြီးရှားပါတော့မဟုတ်ဖြစ်အဖိုးကမြေးတွေလာကြဟေးဆိုရင်ကိုရုံမောင်နှမတွေတူးထက်ကအလူရဲ့အဖိုးအိမ်မော်တို့မုတ်တက်ယူကြသည် အခုတော့လေချောကလက်တရားလုံးလေးတွေပေါများနေပြီဖြစ်သည် သို့တော့အဖိုးကမရှိတော့အမေယုံကပြန်လာရင်ကိုရုံအတွက်မုတ်တခုမဟုတ်တခုဝယ်လာမည်ဖြစ်သည် ကိုရုံကလည်းဘလောက်ပဲအစော့မနေနေအမေယုံပြန်ခြင်းကိုတော့မျောမြဲအမေလာရင်ပါလာမိမုံကိုမျောတာကများသည် ကလေးတို့တဘာဝပဲအမိပြန်လာရင်ဝဲလာသည်ကပြားမှုပြုတ်ကစွန်းဥပြုတ်ဒိန်ချင်းမုန်တီနဲ့အချားရသည်ပေါ်အတီးနံများအဲ့ဒီတော့ကကစားရင်မောမောနဲ့စားကြရသည့်အရာသာကိုမမေးစားကောင်းလိုက်သည့်ဖြစ်ချင်းအမိဝဲလာသည့်မုန်နေတယ်တွင်ဩစာသည်ကိုလည်းကိုတို့သဘောကျတတ်သည်ဩစာသည်တွင်ပါတော့အစ်စ်များကကိုတို့အတွက်ကစားစရာဖြစ်တော်ကြောင်းမင်းရေကြီးမှာတွင်တူပြီးထိုဩစာစီလေးများကိုဝင်းအောင်လက်နှင့်တောက်ရသည် ထိုဩဇာတိအစီဘလောက်များများရှိသည်ဟုသည့်အချက်ကကလေးတွေဤကစားစရာပစ္စည်းချမ်းသာခြင်းနဲ့လဲဆိုင်သည်ထို့ကြောင့်ကိုရုညီမအတွက်ဩဇာတိစားရခြင်းသည် စားရခြင်းရော ကစားရခြင်းအတွက်ပါအကျိုးနှစ်ခုကိုတပြိုင်တည်းရစေ၏အဖေမြို့ရဲသွားသည့်နေ့ဆိုရင်ကိုရုညီမလောဘရီပူများလာသည် အဖေပါလာမီမုံကိုလည်းထက်မြုံနေသေးတော့ကြောင့်ပင်အဖေဝေလာလာရီကထူးထူးဆန်းဆန်းမုံလေးတွေများသည်ဒါကတလေဆော့စရာအယုတ်ကလေးတွေပါသောမုံတွေလည်းပါ၏ အခုထိသတိရနေသေးသည်အဖေကကို့အမကိုကြောင်းသွားကြိုတိုင်းကို့အတွက်ဝယ်လာလေးရှိသည်မုံကရှောက်တီဝိုင်းကြီးတွေကိုစားတကြငရုတ်တီမုံများနဲ့နေထားတော့ရှောက်ပောင်းဖြစ်သည်ထိုရှောက်ပောင်းကကလေးတွေပါဇက်ပြာမှာရေပန်းစားသည် စေးတကြမပါစိုးစေးမပါတော့ရင်းရှောက်ပောင်းဝိုင်းကြီးကကလေးတွေအတွက်ဗီတာမင်စီတက်ပင် အခုစဉ်းစားရင်းကအခုပင်တရေယူလာသည်အဲ့ဒီလောက်ဆွဲဆောင်မှုကြီးမားခဲ့လေသည် ကစားရပါသည်ဟုဆိုတော့အုပ်ဘုတ်ကလေးတွေနဲ့ထဲ့ထားသည့်မုံကိုလည်းကိုသဘောကျသည်သည်။ဘာပဲဖြစ်ဖြစ်ကလေးဘဝတုန်းကကိုရိုတွေရဲ့အမြင့်ဆုံးမျိုးလင်းချက်ကအမေနှစ်အဖေမှုံမြများဝေလာရန်ဖြစ်သည်။အတန်းနဲ့မှအဆင့်တရဖို့တောင်ကိုရိုအတွက်မုံစာရဖို့လောက်အရင်မကြည့်ပေ။အဖေနှစ်အမေမုံမဝေလာသည့်နှစ်မျိုးဆိုလေကိုရိုညီမနှစ်ယောက်မျိုးလင်းထားသောအရာတစ်ခုဆုံးရှုံးလိုက်ရသလိုအကြီးကျယ်ဆင်ငယ်ရသည်။မုံပါလာသည့်နှစ်မျိုးကြတော့လေဝမ်းသာကြီးဝမ်းသာနေပြန်သည်။ကလေးဘဝကမျောလင်းချက်တွေ လောဘတွေကဖြူဖြူစင်စင်ကိုရမောင်နှမတွေညီမတွေအားလုံးအဖေအမေကိုဖွားညိုကြီးဟုခေါ်ကြသည်ဖွားညိုကြီးအသက်80တွင်ကိုရုအသက်တွေကလည်းအရွယ်မျိုးစုံကျောင်းသွားတဲ့အရွယ်ရှိသလိုတက္ကသိုလ်တက်တဲ့အရွယ်လည်းရှိသည်အလုပ်လုပ်နေကြပြီဖြစ်တဲ့မြေးတွေလည်းပါသည်ဖွားညိုကြီးကမြေးတွေအားလုံးကိုဒန်းလူညီများချစ်သည်အခွင့်အရေးပေးသည်မြေးတွေအပြင်သွားဖို့လုပ်တာမြင်ရင် လမ်းသွားတဲ့အခါဂယူဆိုင်သွားဖို့အဝတ်စားကိုလုံခြုံတည့်ရဖို့လမ်းတစ်လျှောက်မေတ္တာတုံယူဖို့မာလေးရှိ။မေတ္တာတုံကိုဖွားညိုကြီးကိုယ်တိုင်အတန်နဲ့တန်ထားနဲ့တင်ပေးပြီးအလွတ်ရပြီဟူသောမြေးကဖွားညိုကြီးရှေ့မှာအလွတ်ဆိုပြရသည်။မေတ္တာတုံဆံမွေးပွဲအောင်မှာကစုတော်ငွေချီးမြှင့်သည်။ကိုတို့အပြင်ကပြန်လာတိုင်းဖွားညိုကြီးသည်ကိုတို့လက်ကိုကြည့်၏။ထို့နောက်သူ့အတွက်ဝယ်လာသည့်မုံမြင်းလျင်ဒါအမေကြီးအတွက်လားဟုမေးကအာရပါရစားသည်။ မြေးတွေဘယ်နှယောက်လာလာဝဲလာသမျှသူစားနိုင်သည်ဖွားမြူကြီးသည်အိုရက်လေသည်ဘလို့အိုရက်တလဲဆိုရင်သူ့ကိုတာသမီမြင့်မြင့်တွေမညူညင်အောင် နေရသည်သူ့ကိုလာပေးလာကြွေးသည့်အရာအလုံးအလွန်ကောင်းသည်ဟုသာပြော၏စိတ်မကောင်းဖြစ်အောင်ဘယ်တော့မှမကောင်းဘူးမပြောအကောင်းမြင်တဲ့သူဖို့အရာအလုံးကတကယ်လဲကောင်းနေခြင်းဖြစ်နိုင်သည်ကိုတို့သည်လူကြီးများဖြစ်သွား၍ဖွားမြူကြီးသည်ကလေးလေးဖြစ်သွားသည်ငငယ်ကမျောခဲ့ရသည့်ကိုတို့သည်အခုတော့အမျောကန်ပြန်ဖြစ်သွား၏ ဘွားညိုကြီးသည်ကိုရုစီကမေတ္တာတရားနှင့်ထုတ်ပို့ထားသောမုံမျိုးစုံကိုမျောလင်းသည်အသက်ကြီးလာသောအခါတွင်မျောလင်းချက်တွေလောဘတွေကအဖြူစင်ဆုံးဖြစ်လာသလားမပြောရပေအခုဆိုဘွားညိုကြီးမရှိတော့ပါကိုရုပြန်လာသည့်အခါမုံပါလာမလားဟုမျောမိသူပြောင်းသွားလေပြီငငယ်ကထူးထူးဆန်းဆန်းမုံကလေးများဝဲပေးသောအဖေသည်အခုတော့ကိုပြန်လာရင်ပါလာမိမုံများကိုမျောရပြန်သည် အသီးနှံများနဲ့လက်လုံးမှုများဈေးမှဝယ်မြဲဖြစ်သောအမေဒီပင်ရင်တမိများဝယ်လာသည့်မုံကိုမမတ်မမောစားလေသည်အမေဒီခုချိန်ထိဈေးသွားတော့သူကိုယ်တိုင်လည်းမုံတွေဝယ်ချင်လို့မင်းတို့တော့ကိုတို့ဝယ်လာသောမုံကပို၍အရသာရှိနေသလားမပြောရပါ ကိုတို့လက်မှာချိတ်ဆွဲလာမိထုတ်ကလေးများကို အမေလဲမျှော်ရက်လေ၏ဟိုးငငယ်တို့ကအဖေမြို့ရဲမသွားခင် ကိုတို့စားဖို့မုံများစီစဉ်ပေးရလေသည် အခုတော့အဖေမနှက်စာစားဖို့ကိုတို့ကအလုံးမသွားခင် စမူစာအီချာကွေးမုတ်ပစ်ဆက်လက်စားသည့်မုံများကို စီစဉ်ပေးရပြန်နီတခါတည်းရင်လဲစီချက်လုပ်ပေးရဤ ready made အသားပေါင်းပေါက်စီ ပလာတာလိုဟာမျိုးတွေလဲအိမ်မှာဝယ်ထားပြီးမနှက်စာအတွက်ပြင်ဆင်ပေးရလေသည်အဖေနှင့်အမေသည်ကိုတို့ဝယ်လာမည့်မုံများကိုအမျော်လင့်ကြီးမျော်လင့်ကြလေသည်ကိုတို့ကလည်းဘယ်နေရာသွားသွားသူတို့ကြိုက်သည့်မုံမျိုးကို မဖြစ်မနေဝယ်လာတတ်ဤတချိန်ကကိုတို့သည် ကလေးဖြစ်၍ အဖေနှင့်အမေသည်လူကြီးဖြစ်ခဲ့ကြသည် အခုခါတွင်အဖေနှင့်အမေသည်ကလေးဖြစ်၍ကိုတို့သည်လူကြီးများဖြစ်နေကြပြန်သည်ကိုတို့မိသားစုကြမှာအပြန်အလှန်မျောလင့်ခဲ့သောအရာကစိရနာမေတ္တာတို့ဖြင့်ဝေလာသောမှုန့်များသာဖြစ်ကြသည်တေကြတာကကိုတို့အပြန်အလှန်လောဘနေခဲ့ကြလေသည်အခုဖပြလိုက်တာကတော့ဆီယမယူရရဲ့မုံဝဲခဲ့ပါဆိုတဲ့အစီအပဲဖြစ်ပါရဲ့ရှင် နောက်နေ့မှာဘယ်စာကိုရွေးချယ်ဖျက်ပြတော်မူမလဲဆိုတာစောင့်မျှော်နှဆိုင်အားပေးပါဦးနော်။နှဆိုင်အားပေးကြတဲ့မောင်မောင်တွေအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။